ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါတယ် America ရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့ Florida ပြည်နယ်မှာခိုးဝင်ကျူးကျော်တွေကိုတရက်ထဲမှာတွင်အယောက်ပေါင်း1100ကျော်ဖမ်းဆီးမိလိုက်ပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်တဲ့င်းပြေဆောင်ကတော့ Fox News က မေလ၁ရက်2025မှာတင်ဆက်သွားတာကတော့သမ္မတ Trump ရဲ့ ICE အဖွဲ့ဟာ American တနိုင်ငံလုံးမြေပေါ်မြေအောက်မှကြမ်းခိုးဝင်ကျူးကျော်စိုးသွမ်းတွေကိုဖမ်းဆီးနှင်ထုတ်တဲ့အစီအစဉ်ကိုသမ္မတ Trump သမ္မတပြန်ဖြစ်လာတဲ့ January လ20 2025ကနေစပြီးပင်လယ်ရေလိုင်းတွေလိုတလိမ်ပြီးတလိမ်အမေရိကရဲ့ပြည်နယ်90ကိုနေ့စဉ်ရိုက်ခတ်ပြီးဖမ်းဆီးနေခဲ့ရာ မနေ့ကတနေ့တည်းမှာတော့ Florida ပြည်နယ်က မီရာမာဆိုတဲ့မြို့မှာတနေတဲ့တွင်ခိုးဝင်ကျူးကျော်တွေကို1100ကျော်ဖမ်းဆီးလိုက်နိုင်ပြီဖြစ်ကြောင်း ICE အဖွဲ့ကတရားဝင်ကြေညာပါဗျာအဲ့ဒါကတော့ ICE အဖွဲ့ရဲ့ခိုးဆိုးကျူးကျော်တွေကိုဖမ်းဆီးတဲ့ယာစွင်ထဲမှာအမြင့်မားဆုံးတရားထက်မှာဖမ်းဆီးနိုင်ခဲ့တာလို့သိရပါတယ်အခုလိုဖမ်းဆီးရမိတဲ့အထက်မှာမှဘရာဇီးလ်နိုင်ငံမှာရိုင်းဆိုင်တန်တန်သူတွေမက္ကဆီကန်တွေထဲမှာကလေးသူငယ်ပြန်ပေးဆွဲမှုများ ြီးတော့ကိုလံဘီယာနိုင်ငံမှကျူးကျော်လူသတ်မှုကျူးလွန်သူများဟာအများဆုံးပါဝင်ကြောင်း ICE အဖွဲ့ရဲ့ Director Medicine Sheehan ကသတင်းများကို ပြောပါတယ်။ပြီးတော့သူက Florida ပြည်နယ်အစိုးရကိုအလွန်ကျေးဇူးတင်ကြောင်းအခုလိုမှတ်တမ်းတင်ရနိုင်တဲ့ခိုးဆိုးကျူးကျော်တွေအယောက်ပေါင်း1100ကိုဖမ်းဆီးပေးနိုင်အောင် ICE အဖွဲ့ကိုအဖက်ဖက်ကနေကူညီတဲ့အတွက်ဒေသခံ Florida ပြည်သူတွေရဲ့ပူးပေါင်းကူညီမှုကြောင့်ဒါ ဒီလူတွေကိုဖလော်ရီဒါပြည်နယ်တဲကနေအမေရိကန်နိုင်ငံတဲကနေနှင်ထုတ်သွားနိုင်ပြီဖြစ်ပါကြောင်းပြောကြားခဲ့ပါတယ်။ ICE အဖွဲ့ကထုတ်ပြန်ထားတဲ့ 287G လို့အမည်ရတဲ့ဥပဒေကိုတော့အမေရိကန်ပြည်နယ်90သလုံးကဒေသန္တရရဲတပ်ဖွဲ့တွေကိုပိတ်အပ်ထားပြီးခိုးဆိုးကျူးကျော်တွေကိုရှာဖွေဖမ်းဆီးတည်င်းယူနိုင်ရန်အာဏာကုန်လွှဲပေးထားတဲ့ဥပဒေပဲဖြစ်ပါတယ်။ ဆက်လက်ပြီး ICE အဖွဲ့ရဲ့ Director က Operation Tidal Wave အကြောင်းကိုရှင်းပြထားတာကတော့ American ပြည်သူပြည်သားတွေဘေးကင်းလုံခြုံစွာ နေထိုင်သွားနိုင်ရေးအတွက် American သမ္မတ Donald Trump က ပြည်သူများအတွက်အဓိကဦးစားပေးလှုံ့ဆော်တဲ့ကိစ္စတစ်ခုဖြစ်ပြီးသမုတ်တရားရဲ့ရေလိုင်းတွေလိုပဲဒီခိုးဝင်ကျူးကျော်တွေကိုဖမ်းဆီးမှုဟာတလိမ်ပြီးတလိမ်ပြည်နယ်90သလုံးမြေပေါ်မြေအောက်မှကြမ်းရောက်ရှိနေပြီဖြစ်လို့ American ပြည်သူများအနေနဲ့မိမိတို့ရဲ့အမိမြင်နဲ့လူပောင်အဖွဲ့စည်းဘေးကင်းလုံခြုံသွားဖို့ ICE အဖွဲ့နဲ့အတူပူးပေါင်းကူညီသွားပါရန်တိုက်တွန်းစကားပြောလိုက်ပါတယ် ICE အဖွဲ့ရဲ့ထုတ်ပြန်ချက်မှာတော့ အဲ့ဒီမနေ့ကဖမ်းဆီးမိလိုက်တဲ့လူ1100ထဲမှာ63ရာခိုင်နှုန်းဟာဆိုရင်ယာစပိတ်မှုများကျူးလွန်ထားပြီးတင်းချောင်းပုန်းခုနေတဲ့ခိုးဝင်ကျူးကျော်တွေဖြစ်ပြီး388ရောက်ပါဆိုရင်လူဝင်မှုကြီးကြပ်ရေးတရားရုံးမှာပြည်နယ်ဒဏ်ပေးထားပြီးသားဒုစရိုက်သမားများဖြစ်ပါတယ်။သူတို့ဟာဆိုရင်တော့ရက်ဆက်ကြမ်းကြုတ်သူများဒုစရိုက်ခိုင်းသားများလိမ်မှုကိစ္စအနိုင်ကျင့်သူများတက်ငယ်မတိန်များ သူတပ်သမားများကလေးပြန်ပေးဆွဲသမားများပါဝင်နေပြီးဖလော်ရီဒါရဲ့နိုင်မည်ကြီးပင်လယ်ကမ်းခြေမြို့တွေမှာအထက်ပေါ်ပြပါအမှုတွေကိုဇက်တိုက်ကျူးလွန်နေပြီးပြည်သူတွေရဲ့အသက်အန္တရာယ်ကိုနေ့စဉ်ထိပါချင်းချောက်နေတဲ့သူတွေပဲဖြစ်ပါတယ်။များသောအားဖြင့်တော့အဲ့ဒီလူတွေဟာ MS13 လို့ခေါ်တဲ့ Venezuela ခိုင်းဝင်တွေရဲ့ 18th Street Gang လို့အမည်ပေးထားတဲ့အကြမ်းဖက်အဖွဲ့ကယာစွေမှုမျိုးစုံကျူးလွန်နေသူတွေပဲဖြစ်ပါတယ်။ ဲ့ဒီလိုဖမ်းဆီးမိခဲ့တဲ့ခိုးဝင်ကျူးကျော်1100ရဲမှာဂွာတီမာလာ နိုင်ငံသား438ယောက်မက္ကဆီကန်အယောက်280ဟွန်ဒူရက်စ်နိုင်ငံက153ယောက်ဗင်နီဇွဲလားနိုင်ငံက48ယောက်အယ်ဆာဗာဒေါနိုင်ငံမှာ40ဒီကမှာအယ်ဆာဗာဒေါနိုင်ငံမှာ24ယောက်ဖြစ်ပြီးကျန်သူများကတော့အခြားနိုင်ငံတွေကပဲဖြစ်ပါတယ်။ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူးရွန် ဒီစန်တီကမနေ့ကကြာသာပတေးနေ့မှာသတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားတာကတော့ပြီးခဲ့တဲ့သမ္မတဂျိုးဘိုင်ဒန်လက်ထက်တုန်းက နေဆက်ကိုဖွင့်ထားပြီးအခြေခံအားဖြင့်လူတွေတရားမဝင်လာနိုင်တယ်လို့ကြေညာထားသလိုဖြစ်တာမို့ပြည်နယ်တွေရဲ့ပြည်ထရေးထိ ंछ ုတ်မှုဟာပြက်ပြဲသွားပြီးနိုင်ငံရဲ့လုံခြုံမှုဟာလုံးဝအောက်ဆုံးထိုးကျသွားခဲ့ရတယ်။အဲ့ဒါကတော့ Texas, Arizona နဲ့ Florida ပြည်နယ်တွေက CEO တွေပြက်ခဲ့လို့တခြား တနိုင်ငံလုံးကပြည်နယ်တွေကပါလူမှုအတိုင်းဝိုင်းတွေပါတက်ရောက်ခဲ့ရပါတယ်။အဲဒါကြောင့်အခုတော့ Florida ပြည်နယ်တပွားငါပြည်သူတွေကတရားမဝင်ခိုးဝင်ကျူးကျော်တထုံတရားကိုဖမ်းဆီးမိအောင် ICE အဖွဲ့ကိုကူညီပေးခဲ့ပါတယ်။တကယ်ကိုတည်သားထင်ရှားတဲ့တက်ရောက်မှုတစ်ခုလို့သူကပြောပါတယ်။ဆက်လက်ပြီးကြန့်ရှိနေသေးတဲ့ခိုးဝင်ကျူးကျော်တွေကိုတယောက်မကြမ်းဖမ်းဆီးသွားနိုင်ရန်ငါဖလော်ရီဒါပြည်နယ်နေနဲ့ ICE အဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီးကြံတဲ့ပြည်နယ်49ခုကလည်းမိမိနိုင်ငံလုံခြုံရေးအတွက်မိမိပြည်နယ်လုံခြုံရေးအတွက် ICE အဖွဲ့ကိုကူညီသွားကြပါရန်သူကတိုက်တွန်းလိုက်ပါတယ်။ပြီးတော့အဆုံးသတ်မှာတော့အဲဒီဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူးပြောသွားတာကတော့ American ပြည်ထောင်စုဟာခိုးပင်ကျူးကျော်ဒုစရိုက်သမားတွေကိုတကယ်ကိုနေနေညာညာ မြေပေါ်မြေအောက်မကြမ်းရှောင်ဖွေနေပြီးခိုးပင်ကျူးကျော်တွေကိုပြောသွားတာကတော့မင်းတို့သိထားသလိုအဲ့ဒီနိုင်ငံရဲ့အိမ်ထဲသာရောက်အောင်ဝင်သွားရောက်တာနဲ့မင်းတို့လွတ်လပ်ပြီလို့ထင်ထားတာတွေအခုတော့မှားသွားပြီငါတို့စီမှာရဲအုပ်အစ်စ်ရောက်လာပြီအဲ့ဒီလိုလူမျိုးတွေကိုသူကလက်သက်မခံတော့ဘူးလို့သတိပေးလိုက်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာသတင်းကတော့ဒီလောက်ပါပဲနောက်နေ့ဒီမှာလည်းအမေရိကရဲ့သတင်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ 999 Promise USA News YouTube channel လေးကိုတိုင်းနေသက်ခရင် like and subscribe Love လုပ်ပေးခဲ့သွားပါ so please take care of yourself and each other bye bye